ျော်ဆုံးလူအာဖရိက ပုံမြင်တပုတ်ရှိတယ်။ဘယင်တပားဟာမပျော်မရွှင်ဖြစ်နေတဲ့။ဒါကြောင့်မင်းချင်းတွေကိုကဘာပေါ်မှာအပျော်ဆုံးလူကို လိုက်ရှာစေတယ်။တွေ့ရင်နန်းတော်ကိုခေါ်ခဲဆိုတဲ့အမိန့်နဲ့ပေါ့။အပျော်ဆုံးလူကိုတွေ့ရင် သူ့စီကပျော်ရွှင်စေတဲ့နီးလန်းတွေယူမယ်။အပျော်တွေတက်ကူးမယ်ဆိုတဲ့ရွယ်ချက်နဲ့။ကဘာပေါ်မှာအပျော်ဆုံးလူကိုရှာရတာတိတ်တော်မလွယ်ဘူး။ ပြောနေတဲ့ထင်ရတဲ့သူတွေကို တွေ့လို့ဆင့်ဆင့်ဆက်ဆက်မေးကြည့်လိုက်ရင် သူတို့မှာတောကကိုစီမပြောနိုင်တဲ့အကြောင်းကိုစီနဲ့တနေရာမှာတော့တစ်ပင်ပေါ်တက်ပြီးတချင်းလေးတကြောကြောအောဆူနေတဲ့လူငယ်လေးတယောက်ကိုမင်းချင်းတွေကတွေ့တယ်။မေးကြည့်တော့လဲပျော်တဲ့။ကဘာပေါ်မှာအပျော်ဆုံးလူပါတယ်။ကဘာပေါ်မှာအပျော်ဆုံးဆိုတဲ့လူကို တွေ့ရတော့မင်းချင်းတွေလည်းဝမ်းသာတာပေါ့။ တာဝန်ကျေးပြီးဒီတငယ်ကိုနန်းရင်ပြင်ခေါ်လာပြီးဘယင်ကြီးရှေ့တော်မှောက်တွင်းလိုက်တယ်။ဘယင်ကြီးလဲကဘာပေါ်မှာအပျော်ဆုံးလူဆိုတာကိုရှုစားတော်မူလိုက်တော့အပျော်ဆုံးလူဆိုတာမှာဝတ်ဆရာအင်ကြီးတောင်းမရှိလို့ဝတ်မထားဘူးတဲ့။ဒီအာဖရိကပုံမြင်ကိုဖတ်ရတော့ကျွန်တော်သိတဲ့ဘောကြတာပဲ။အပျော်ဆုံးလူဆိုတာမှာဝတ်ဆရာအင်ကြီးတောင်းမရှိဘူးဆိုတဲ့တဒနာကို တော်တော်ကြိုက်တယ်။ဒါကြောင့် ကြုံကြိုက်တဲ့အခါဒီအာဖရိကပုံမြင်ကို ပြန်ပြောပြဘူးတယ်။ပျော်ရွှင်ခြင်းကိစ္စကိုကျွန်တော်စိတ်ဝင်စားပါတယ်။ကမ္ဘာပေါ်မှာဘယ်နိုင်ငံကနိုင်ငံသားတွေက အပျော်ဆုံးဖြစ်ကြမလဲ။ဗဟုသုတအိုရယ် happiest country ဆိုပြီးကျွန်တော်မှွေနှောက်ရှာဖွေကြည့်တယ်။ကမ္ဘာပေါ်မှာနံပါတ်1အပျော်ဆုံးနိုင်ငံကဖင်လန်နိုင်ငံ၊နံပါတ်2ကနော်ဝေ၊နံပါတ်3ကဒိန်းမတ်တဲ့။ဒါဆိုရင် ကမ္ဘာမှာမပျော်ဆုံးနိုင်ငံတွေကဘယ်နိုင်ငံတွေဖြစ်ကြမလဲ least happy country မှာရှာဖွေကြည့်လိုက်တော့မပျော်ဆုံးနိုင်ငံနံပါတ်1က Burundi Republic တဲ့နံပါတ်2ကဗဟိုအာဖရိက Republic နံပါတ်3ကတောင်ဆူဒန်နိုင်ငံ Burundi Republic နိုင်ငံ အကြောင်းဆက်လေ့လာတော့ကမ္ဘာမှာမပျော်ဆုံးနိုင်ငံကကမ္ဘာမှာငတ်မို့အခေါင်ပါဆုံးအစင်ရဲဆုံးလို့တွေ့ရတယ် ကမ္ဘာမှာပျော်ရွှင်မှုဗိတ်ကြီးနိုင်ငံ၃နိုင်ငံလုံးဟာအာဖရိကမှာရှိတာကိုတွေ့ရတယ်တောကပင်လယ်ဝေတဲ့နိုင်ငံတွေကလည်းအာဖရိကမှာပဲတဆက်သေးပဲကမ္ဘာမှာအပျော်ဆုံးလူဆိုတဲ့အာဖရိကပုံမြင်ကိုပြန်လည်သတိရတယ်။တချိန်ကကျွန်တော်သဘောကျခဲ့တဲ့အပျော်ဆုံးလူဆိုရမှာဝိစရာအိနီတောင်မရှိဘူးဆိုတဲ့တဒနာကလိန်စင်ကြီးပဲ။ရေတောက်ပိုက်မှောင်နေရတဲ့အမွဲဆုံးနိုင်ငံက နိုင်ငံသားတွေဘယ်နဲ့ပျော်နိုင်မှမလဲဘိုက်ကစာလောင်မှုတိတ်လာရင်ဒေါသကအလိုလိုထွက်မြဲဘိုက်စာလို့ပြောတယ်ဆိုတာမဖြစ်နိုင်ပါဘူးဝစ်စရာအင်ကြီးတောင်းမရှိအောင်ဆင်းရဲမွဲတေတဲ့သူတွေကိုညာတာပါတီနဲ့နှစ်သိမ့်ထားတဲ့ပုံမြင်ပါလားလို့တွေးလိုက်မိတယ်ပုံမြင်တွေရဲ့ဒသနာတချို့ကို ကောင်းတယ်လို့မြင်ပါတယ်တင်းတိမ်ရောင်ရဲဖို့အသိအမြင်ပေးတာဆိုရင် လက်ခံခြင်းစရာပါ တင်းတိမ်ရောက်ရဲတယ်ဆိုတာတောင်မှ စားစရာတောက်စရာတွေအရှံပဲရှိပေမဲ့တင့်ယုံမဲစားတောက်ပြီးတင်းတိမ်ရောက်ရဲတာဆိုရင်ကောင်းပါရဲ့စားစရာမရှိလို့မစားနိုင်တာကို တင်းတိမ်ရောက်ရဲတာနဲ့ရောချပြီးကောင်းမယ်လို့တော့မပြောစေချင်ဘူးနောက်ဆုံးပေါ်ရီနောက်ကိုမိခိုးမဆုံမိုးမဆုံလိုက်နေတာမျိုးကို အာမပေးပါဘူးဒါပေမဲ့လူတိုင်းလူရန်စစ်စစ်နေနိုင် သုံးနိုင်စားနိုင်တောက်နိုင်ဖို့တော့လိုတယ်လူရန်စေစေနေနိုင် သုံးနိုင် စားနိုင်တောက်နိုင်ဖို့အတွက်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုစူးစားလုပ်ဖို့တော့လိုအပ်တယ်ထီပောက်အောင်ထိုင်ဆောင်နေရင်တော့အိုပြီးသာတည်သွားမယ်မလွယ်ဘူးထီပောက်တဲ့သူတော်တော်များများလဲရတဲ့အဥ္စာကြကြမခံဘူးလို့သူတေသနာတစ်ခုကပြောတယ်ဒါကြောင့်ကိုကိုကိုအာကိုပြီးလူရန်စေစေ နေနိုင်စားနိုင်တဲ့ဘဝအဆင့်တော့ရအောင်လုပ်ကြရမယ်ဒါမှပျော်နိုင်ကြမယ်